ဒီနေ့ဆက်လက်တင်ဆက်ပေးခြင်းနဲ့စောင်းပါတပုတ်ကတော့ WY ရဲ့ပင်တိုင်းစောင်းပါရှင်တူဦးဖြစ်တဲ့ကိုမိုးမြင့်တင်ဆက်ပေးမယ်တော်လိုင်းကြီးအမြန်ဆုံးအောင်မြင်နိုင်ဖို့ဘာရီပြုပြင်ပြောင်းလဲထိမ့်ကြီးဖို့လိုမလဲဆိုတဲ့စောင်းပါရှင်တပုတ်ပဲဖြစ်ပါတယ်မြမနွေဦးတော်လိုင်းကြီးရာလက်ရှိအချိန်မှာအရေးကြီးတဲ့အချိုးကွေတစ်ခုကိုရောက်ရှိနေပြီဖြစ်ပါတယ် ပြည်သူလူထုရဲ့မဆုံးမနစ်သောဇွဲလုံးလတိုင်းသာလက်နက်ကိုင်ဖွဲ့စည်းများဤအာအူရီရဲ့အတွေ့အကြုံနဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ PDF တည်းရဲ့စွမ်းဆောင်ရည်တို့ပေါင်းဆက်လိုက်တဲ့အခါမှာအကြမ်းဖက်စစ်ကောင်စီဟာဗတ်ပေါင်းစုံကနေအကြက်တဲနဲ့ရင်ဆိုင်နေရပါတယ်။သို့တော့တော်လိုင်းကြီးကာလကြာရှည်လာခြင်းဟာပြည်သူလူထုအတွက်ဝန်ထုတ်ဝန်ဘူး ဖြစ်စေနိုင်တဲ့ကဲ့သို့စည်ရေးနိုင်ငံရေးအရာလဲရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။ထို့ကြောင့်တော်လန်ရေးကိုအမြန်ဆုံးအောင်မြင်နိုင်ဖို့ရန်ပန်းနိုင်သူ ရောက်ရှိစေရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုများ ထိန်းညှိမှုများနဲ့မြန်မာမဟာဗျူဟာများလိုအပ်ပါတယ်။တော်လန်ရေးအချိန်မြင့်တင်ခြင်းနဲ့အောင်ပွဲစီကိုအမြန်ဆုံးခြိတက်နိုင်မဲ့ မာဗျူဟာမြောက်ပြုပြင်ပြောင်းလဲမှုကတော့ဒေါ်လာရေးတစ်ခုအမြန်ဆုံးအောင်မြင်ဖို့အ धिक တော့ချက်မှာစီးရေကိုကဲမှုစနစ်တကျရှိခြင်းဖြစ်ပါလေလက်ရှိမှာ PDF တည်ရင်းများနဲ့ EAU များအကြာပူးပေါင်းဆောင်ရွက်မှုကောင်းမွန်တော်လေဘူကိုကဲမှုစနစ် single chain of command ဟာအားနည်းနေစေဖြစ်ပါလေ NUG မြို့သားညညရေးအစိုးရ KNU KIA CNF AA TNLE MND စတဲ့အင်အားကြီးအာဟုများပါဝင်တဲ့စီးဆိုင်ရဘုံတဘောတူညီချက်ကိုကဲမှုရန်နေရာတစ်ခုကိုပုံမူခိုင်မာအောင်တည်ဆောက်ရမှာဖြစ်ပါတယ်။ဟန်ချက်ညီတဲ့စစ်စင်ရေးကိုနိုင်ငံနဲ့တပြိုင်နက်ဖော်ဆောင်နိုင်မှာကအချမ်းဖက်စစ်ကောင်စီရဲ့တက်ဖြန့်ခွဲထားရမှုကို ခွင်ကောင်းယူပြီးအမြန်ဆုံးအလဲထိုးနိုင်မှာ ဖြစ်ပါတယ်။ နမနစ်အချက်အနေနဲ့ကတော့လက်တွေ့ကျတဲ့နိုင်ငံသားကြီးမူဝါဒနဲ့အိမ်နီးချင်းဆက်ဆံရေးဖြစ်ပါတယ်။နိုင်ငံတကာအတိုင်းဝိုင်းထူးသဖြင့်အနောက်နိုင်ငံများရဲ့ထောက်ခံမှုဟာအရေးကြီးတော်လဲလက်တွေ့မြေပြင်အောင်ပွဲအတွက်တရုတ်ထိုင်းနဲ့အိန္ဒိယစတဲ့အိမ်နီးချင်းနိုင်ငံများရဲ့သဘောထားဟာအလွန်အရေးပါလာပါတယ်။အိမ်နီးချင်းနိုင်ငံများရဲ့စိုးရိမ်ပူပန်မှုဥပမာနေဆက်တည်ငြိမ်ရေး စီးပွားရေးယင်းနှိမ့်မြုံနံမှုများနဲ့ဒုစရိုက်လုပ်ငန်းများတိုက်ဖြတ်ရေးကိုတော်လှန်ရေးအင်အားစုများက အကြမ်းဖက်စစ်ကောင်စီထက်ပုံမတော်ဝင်ယူ ဖြေရှင်းပေးနိုင်ကြောင်းကိုတည်တည်ပြရမှာဖြစ်ပါတယ်တော်လှန်ရေးပြီးဆုံးမှတည်ငြိမ်မယ်ဆိုတဲ့မက်ဆေ့ချ်ထက်တော်လည်အင်အားစုများ ထိမ့်ချုပ်ထားတဲ့နေမြေများဟာယခုပင်တည်ငြိမ်နေပြီဆိုတဲ့လက်တွေ့အခြေအနေကိုတဏ္ဍမန်ကြီးအယချပြစည်းရုံးမှုလိုအပ်ပါတယ် ံးချက်ကတော့နေမီစုမုံမှုနဲ့အုတ်ချုပ်ရေးရန်နရာခိုင်မာစေခြင်းဖြစ်ပါတယ်။အကြမ်းမဲ့စစ်ကောင်စီ ပြိုလဲသွားမှအစိုးရဖွဲ့မယ်လို့စောင့်နေရမရပါဘူး။တိမ့်ပိုက်ရရှိထားတဲ့မြို့နယ်များနေမီများမှာပြည်သူဝန်ဆောင်မှုလုပ်ငန်းများကျန်းမာရေးပညာရေးတရားဥပဒေစိုးမိုးရေးကိုစနစ်တကျလေပတ်နိုင်မှသာပြည်သူလူထုနဲ့နိုင်ငံတကာရဲ့ယုံကြည်မှုကိုရရှိမှာဖြစ်ပါတယ်။လက်နက်ကိုင်တပ်ဖွဲ့များ PDF EAO ဟာစီရေးကိုသာအဓိကထားပြီးရပ်ပတ်အုပ်ချုပ်ရေးကိုကျွမ်းကျင်တဲ့ရပ်သားများ စီရန်ဝန်တန်းများနဲ့ဖွဲ့စည်းအုပ်ချုပ်စေခြင်းဖြင့်အာဏာရှင်ဆန်သော အပြုအမူများကိုရှောင်ရှားရမှာဖြစ်ပါလေ။လူမျိုးနယ်မြေများမှာခွန်ကောက်ခံမှု စနစ်တကျရှိခြင်းနဲ့ပြည်သူကိုဝန်တုပ်ဝန်ဘူးမဖြစ်စေခြင်းဟာတော်လှန်ရေးရဲ့ရည်ရှိရည်တည်နိုင်စွာ sustainability ကို အဆုံးဖြတ်ပေးမှာဖြစ်ပါလေနံပါတ်၄ချက်ကတော့ဗဏ္ဍာရေးစီမံခန့်ခွဲနဲ့ထောက်ပံ့ပို့ဆောင်ရေးပဲဖြစ်ပါတယ်။ပြည်သူလူထုဟာဝင်ငွေကြဆင်းနေတဲ့ကြားကတော်လန်ရေးကိုထောက်ပံ့နေကြရပါတယ်။သို့တော်မြေပြင်မှာ လက်နက်ခဲယံလူအပ်ချက်များ ရှိနေဆဲဖြစ်ပါတယ်။ရမုံငွေရှာဖွေမှုများကိုဘဟုကထိမ့်ချုပ်ခြင်းထက်တရင်တပ်ဖွဲ့များလိုက်စနစ်တကျဆင်းရင်စစ်ဆေးခြင်း ပွင့်လင်းမြင်သာမှုရှိတဲ့စီးဆင်းမှုလမ်းကြောင်း flow of fun ကိုတိဆောက်ရမှာ ဖြစ်ပါတယ်။ဒရုန်းနည်းပညာနဲ့ခင်မီစစ်လက်နဲ့ထုတ်လုပ်ရင်းမှာယင်းနည်းမြုပ်နှံမှုပုံမူပြုတ်လုပြီးကုန်ကျစရိတ်တတ်တာကထိရောက်မှုရှိတဲ့တိုက်ခိုက်နည်းများကိုပုံမူအားပြုတ် သိရပြီဖြစ်ပါတယ်။နံပါတ်5အချက်ကတော့နိုင်ငံရေးသဘောတူညီချက်နဲ့ Federal Brain Political Roadmap ဖြစ်ပါတယ်။ဆ ਿਆ နာရှင် ပြောက်ကြပြီးနောက်မိသူသောနိုင်ငံကိုတည်ဆောက်မယ်ဆိုတဲ့အပေါ်အင်အားစုအားလုံးအကြားမှာတန်တရာကင်းရှင်းဖို့လိုအပ်ပါတယ်။ဘုံရန်သူကိုတိုက်ခိုက်နေုံနဲ့မလုံလောက်ပဲဘုံရင်မှန်းချက်ခိုင်မာဖို့လိုပါတယ်။ဗမာအများစုပါဝင်တဲ့ NUG နဲ့ တိုင်းရင်းသားအဖွဲ့အစည်းများအကြားမှာ Federal Democracy Brinian Federal Democracy Chatter ပေါ်အနှစ်သာရရှိရှိသဘောတူညီမှုရရှိရန်အမဲမြက်ပြက်ဆွေးနွေးညှိနှိုင်းနေရမှာဖြစ်ပါတယ်။အာဏာခွဲဝေမှုနဲ့တင်စာရခွဲဝေမှုအပေါ်တိကျတဲ့ဂရီကိုဝများရှိမှသာတိုင်းရင်းသားအင်အားစုများကအစွမ်းကုန်တိုက်ပွဲဝင်မှာဖြစ်ပါတယ်။အချက်6ချက်ကတော့ သတင်းချက်လက်စပွဲနဲ့စိတ်သက်စစ်စင်ရေးဖြစ်ပါလေစစ်ကောင်စီကတော်လှန်ရေးအင်အားစုများကို ဖြိုခွဲဖို့ဘာသာရေးလူမျိုးရေးပဋိပက္ခများ ဖန်တီးခြင်းနဲ့သတင်းတူများဖြန့်ဝေခြင်းကိုလှုပ်ဆောင်နေပါလေတော်လှန်ရေးအင်အားစုများအနေနဲ့မြေပြင်သတင်းမှန်များကိုလင်းမြန်စွာထုတ်ပြန်ခြင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများ ဘတ်ပြောင်းလာစီရန်ဖိတ်ခေါ်ခြင်းနဲ့ပြည်သူလူထုရဲ့စိတ်သက်ခွန်အားမကျစေဖို့စနစ်တကျလှုံ့ဆော်ခြင်းတို့ကိုအရှိန်မြင့်တင်ရမှာဖြစ်ပါလေ။မျိုးချောမယ်ဆိုရင်တွန်လည်ရဲ့အမြင်ဆုံးအောင်မြင်ဖို့ရံမှာလက်နဲ့အင်အားတစ်ခုတည်းပေါ်မမူတည်ပါဘူး။တစ် စည်ရင်ညွမှုနှစ်နိုင်ငံရေးတည်ငြိမ်မှုနဲ့သုံး အုပ်ချုပ်ရေးစွမ်းရည်ဆိုတဲ့တောက်တိုင်သုံးခုကိုဟန်ချက်ညီညီပြုပြင်ပြောင်းလဲနိုင်မှသာ အောင်ပွဲကိုအမြန်ဆုံးဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။ယခုချိန်ဟာချင်းချင်းအပြစ်တင်ရမယ့်အချိန်မဟုတ်ဘဲလူအချက်များကိုရဲဝင့်စွာ ထောက်ပြပြီးပြုပြင်ပြောင်းလဲကရှေ့ဆက်ရမယ့်အချိန်ဖြစ်ပါတယ်။ညီညွတ်မှုဟာအင်အားဖြစ်ပြီး စနစ်ကျနမှုဟာအရှိန်ဟုန်ဖြစ်ပါတယ်ထို့နောက်ခုကိုပေါင်းဆက်ပါကမြမနွေဦးတော်လန်ကြီးရဲ့အောင်ပွဲဟာလက်တကမ်းမှာသာရှိနေပါကြောင်းတင်ဆက်လိုက်ပါတယ်ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်